ားတို့သမီးတို့ရေအခုတီချဲတင်ကြမဲ့သင်ငန်းစာလေးကတော့အပိုင်းငါဘာကြီးဖြိုးတို့အိမ်ဆိုရဲသင်ငန်းစာလေးပဲဖြစ်ပါရဲ့ကွယ်ကဲကလေးတို့ရေပုံမြင်ကောင်းစင်လေးကိုကြားလိုက်ရတဲ့အခါမှာတားတို့သမီးတို့ရဲ့စိတ်ထဲမှာ ဘိုင်ဖြိုးတို့ရဲ့အိမ်လေးဟာဘလို့ပုံစံလေးဖြစ်မယ်လို့ထင်တယ်လေကဲအားလုံးရဲ့ထင်မြင်ယူဆချက်နဲ့တူမတူဆိုတာကတော့ဒီချေအခုစာပိုင်လေးကိုဖတ်ပြပေးပါမယ်အားလုံးပဲသေသေးချာချာလိုက်ပြီးနားထောင်ထားကြနော်ဘာကြီးဖြိုးတို့အိမ်ကျွန်တော်တို့ယာရင်ဘာကြီးဖြိုးတို့အိမ်ပျက်စီးနေပါသည်ရွာသားများကဝိုင်းဝန်းပြင်ဆင်ပေးကြ၏ရွာသားအချို့က တဝါများကို ခုတ်ပေးကြ၍အချို့ကလှဲဖြင့်တည်ပေးကြပါသည်အသက်80ကျော်ဖိုးလေးထုံးကပင်တက်ကယ်မိုးရန်နှီးဖြာပေးပြီးကျွန်တော်တို့ကလေးများကတက်ငယ်ပြစ်များကိုဝိုင်းဝန်းတည်ယူပေးပါသည်ဗာကြီးဖြိုးဤဇနီးအဖွာငိန်ကကောက်ငင်းမောင်းဖြင့်ဧကံပါသည်ကျွန်တော်တို့အလုံးပြောကြပါသည် ဗားရသမီးတို့ရေအခုစာပိုက်လေးကိုနားထောင်လို့ပြီးပြီဆိုတော့ဒီစာပိုက်လေးထဲကဟောဟာရအသိကလေးတွေတာရုသမီးတို့အတွက် နားလည်ရန်ခက်ခဲတဲ့စကားလုံးတွေကိုတီချေကရှင်းပြပေးပါမယ်။ပျက်စီးပုံလို့မရတော့ဘူးဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ဝိုင်းဝန်းအာလုံးစုပေါင်းလှုပ်ဆောင်ခြင်းကိုပြောတာပါ။နှီးဖြာဝါကျိန်တို့ကို ပါပါလွှာလွှာလေးစိတ်ဖြာထားတာကိုပြောတာပါတန့်ငယ်ပြည့်အရွက်ရှည်ကိုပြည့်၍ပြည့်၍ဆိုတာပါ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 လေးဖြစ်ချလိုက်တာကိုပြောတာပါ အမိုးအကာပြုတ်လို့ရတော့မြက်ပင်ရှည်တမျိုးကောင်းချင်းပေါင်းကောင်းချင်းဖြင့်ပြုတ်လို့ထားတော့စားစရာတမျိုးကဲအခုဆိုရင်သားတို့တမျိုးဟာ ဘာကြီးဖြိုးရဲ့အိမ်လေးချောင်းကိုလည်းတိသွားကြပြီသားတို့သမီးတို့မတိသေးတဲ့ဝဟရအစ်စ်ကလေးတွေကိုလည်းတိသွားကြပြီလို့တီချဲထင်ပါတယ်အဲ့တော့ကလေးတို့လည်းသင်ငန်းစာတွေကလို့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကုညီနိုင်တာရှိရင်လည်းတတ်နိုင်သလောက်ကုညီကြရမယ်နော်သားတို့သမီးတို့ကြီးကဲအဲ့ဒါဆိုရင်အခုတီချဲရဲ့စာသင်ချိန်လေးကိုခဏနားမယ်နော် ဒါတို့သမီးတို့ ਨੇ နောက်စာတင်ချိန်မှာပြန်တွေ့ကြရအောင်တတ်တာ